Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကို new series ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်ဇွန်လ15ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့တွေ့ပြီးမှကြည့်ကြမှာဖြစ်ပါတယ်အရင်ဆုံးလိုရေးတိုးရှင်သတင်းကောင်းလေးကျွန်တော်ဖတ်ပြပေးပါမယ်နော် ပထမဆုံးသတင်းတပုတ်ကတော့ကြောက်ဖြူတိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ဖွဲ့40နီးပါးလက်နက်ချအလင်းဝင်လာကစစ်တပ်ဖက်မှတိုက်စုံမှုတွေများပြားနေတယ်ဆိုတော့ရခိုင်သတင်းလေးကိုကျွန်တော်နားထောင်ကြည့်အောင်နော်အာရခတ်တော်အေရဲ့ထိုးစစ်ကြောင့်တရုတ်စီမံကိန်းတီရှိရာရခိုင်ပြည်ကြောက်ဖြူမြင့်နေတယ်တိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီဘက်ကယာနဲ့ချီတိုက်စုံမှုများရှိနေကြောင်းစစ်ရေးသတင်းအများပြောပါတယ်ပေါ့နော်အဲ့တော့ ီတိုက်ပွဲကကြောက်ဖြူအမှတ်32ရဲတပ်ရင်းကို AA ဘက်ကထိုးစစ်ဆင်တိုက်ခိုက်နေတယ်။တိုက်ပွဲကအရန်ပြင်းနေတယ်။ AA ဘက်ကလည်းအလုံးရင်းနဲ့ဝင်တိုက်နေတာပါ။14ရက်နေ့အထိစစ်ကောင်စီတပ်သား40လောက်ရှိပြီးလက်နက်ချလင်းဝင်လာတာ။မူမူအစင်တိပါတယ်။လင်းဝင်ရောက်သူနဲ့ဖမ်းဆီးရမိသူတွေကစစ်မှုထမ်းလူငယ်တွေများတယ်လို့လည်းကြောက်ဖြူစီးရဲတရင်များတရင်များကသိရပါတယ်နော်။ ဲနောက်တဲ့သတင်းတစ်ပုဒ်ကလည်းစကိုင်းတိုင်းပလဲမြို့နယ်ကန်နော့စကိုင်းသို့စစ်ကူလာရောက်တဲ့စစ်တပ်မှစစ်ကြောင်းမှုမိုင်းထိကစစ်ကြောင်းတက်ပြတ်နေကြောင်းရင်းမာပင်ခရိုင်တပ်ရင်းစနစ် Gorilla Ranger တပ်ဖွဲ့ထံသို့အလင်းဝင်ရောက်ခဲ့တဲ့စစ်သားကိုထက်လင်းအောင်ခခွေးကိုကျော်ကူကသတင်းပေးထားလို့သတင်းရရှိပါတယ်ခင်ဗျာ။ Okay နောက်ထပ်သတင်းတစ်ပုဒ်ကလည်းစကိုင်းတိုင်းရဲ့မြို့တော်မုံရွာရဲ့အခြေစိုက်စေအုပ်စုနဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နောက်မခကိုမင်းညကညပိုင်းတရားခွန်မမရှော့လိုက်တော့တလုံးနဲ့ပြစ်ခတ်တိုက်ခဲ့ခဲ့ရာအောင်မြင်စွာကြောက်ရောက်ပောက်ခွဲခဲ့တယ်လို့ Brave Warrior of Myanmar ကသတင်းပေးပို့ထားပါတယ်နော်အဲ့တော့ဒီရှော့လိုက်တော့နဲ့ပြစ်လို့ဒီအသေးခိုက်အသေးပြောက်ဆင်းနေရတော့ပေါ့နော်မကြမီတက်လာတော့ဖြစ်ပါတယ်နော် Okay နောက်ထပ်သတင်းတစ်ပုဒ်ကလည်းရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်မ17နဲ့တပ်မ69ပူးပေါင်းတပ်ဖွဲ့အားလုံး တခုလုံးရခိုင်တပ်မတော်အေအထံလက်နက်ချလင်းဝင်လာခဲ့လို့သတင်းရရှိပါရနော်အဲ့ဒီတပ်ဖွဲ့ဝင်တွေကမေလာအတွင်းကလက်နက်ချခဲ့ကြပြီးထို့အထဲမှာစစ်ကြောမှုနဲ့တိုင်ရမှုအဆင့်ရှိသူတွေပါဝင်တယ်လို့အေအနဲ့နီးစပ်တဲ့စီးရီးသတင်းမြစ်တူကသတင်းပေးပို့ထားတယ်ဆိုတာသိရပါရနော်ကဲကျွန်တော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တော်လိုင်းအတက်များစီးနင်းတိုက်ခိုက်နေတဲ့အာမတ3လေးလေးမှာစစ်ကောင်စီတပ်သားများစိတ်တက်ကြပြီးနေ့စဉ်ထွက်ပြေးနေတယ်ဆိုတဲ့သတင်းဗီဒီယိုဖိုင်လေးကျွန်တော်နားထောင်ကြည့်လိုက်အောင်နော် တိုင်းငတိုင်းချောင်းမျိုးနယ်ကအမှတ်3လေးအမြောက်တက်ကနေစစ်ကောင်စီတပ်သားတွေနေ့စဉ်ထွက်ပြေးမှုတွေပုံမှုများပြားလာတယ်လို့တပ်သတင်းမြစ်တွေစီကသိရပါဗျ။အဲ့ဒီတက်အနီးကို မေလာကစတင်ပြီးတော့ရခိုင်တက်တော် AA နဲ့တော်လိုင်းပူပေါင်းတက်တွေကတိုက်ခိုက်လာတာကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ပိုင်းစစ်ကောင်စီတပ်သားတွေဟာစိတ်တက်ကြပြီးထွက်ပြေးကြတယ်လို့သိရပါဗျ။ကာကင်းတွေကြောက်ကုန်တော့စစ်သားတွေလည်းတိုက်ချင်စိတ်မရှိတော့ဘူး။ ဇွန်လအစပိုင်းမှာတွင်ထွက်ပြေးကြတာ20ကျော်လောက်ရှိတယ်လို့စစ်ကောင်စီနဲ့နီးစပ်သူတူက AR Times ကိုပြောပါရယ်လက်ရှိမှာအမြောက်တက်3လေးလေးအနီးကိုရခိုင်တပ်တော် A နဲ့တွန်လိုင်းပူပေါင်းတပ်တွေရောက်ရှိနေပြီးစခန်းသိမ်းမှုပြင်ဆင်နေတာကြောင့်လက်နက်ကြီးပြခတ်တံတွေငတိုင်းချောင်းမျိုးပေါ်ကနေကြားနေရတယ်လို့ဒေသခံတွေက ပြောပါရယ်အဲ့ဒီအမြောက်တက်မှာစစ်ကောင်စီတပ်သားတွေအင်အားနှဲပါလာပြီးခံစစ်အားနှဲနေပြီဖြစ်တာကြောင့် ဇွန်လ12ရက်နေ့ကလက်နက်ကြီးတွေကိုကျုံမျောခလိုက်ရ36ကိုအရေးပေါ်ရွှေ့ပြောင်းခဲ့တယ်လို့လည်းသိရှိရပါတယ်။ကဲဒါတော့နော်စစ်ကောင်စီအချက်စစ်ကောင်စီရဲ့အမြောက်တက်3လေးတရင်ကိုတော်လိုင်းတပ်ဖွဲ့တိုက်ခိုက်တင်ပတ်ပြီးတော့အခုချိန်မှာဆိုရင်ဒါတိုက်ခတ်ဒီဒီအမှားထားထဲမှာရှိတဲ့သူတွေတော်တော်လေးကိုတွေးပြက်နေတဲ့အနေအထားတွေတွေ့ရပါတယ်နော်။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကလည်းတရချောင်းမှာရှေ့တိုင်းပြန်စစ်ကောင်စီဆက်လီနှစ်စီးကိုတိုက်ခိုက်ခံရပြီးတော့ဒီအချမ်းမစစ်ကောင်စီနှစ်ကောင် မြေသောစာဖြစ်ပြီးသုံးဦးထိုင်ရရသွားတယ်ဆိုတဲ့ဒရီလနားတော့ကြည့်လောက်နော်။တိုင်းတဝဲမျိုးကနေတရချောင်းမျိုးကိုရှေတန်းပြန်စစ်ကောင်စီတပ်သားတွေကိုပို့ပြီးတော့ပြန်လာတဲ့ဆက်လီနှစ်စီးကိုတွန်လိုင်းပူပေါင်းတက်တွေကတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီးတော့သုံးဦးထိုင်ရရရှိသွားတယ်လို့ဒဝဲလူငယ်လက်ယုံတက်စီကသိရပါဗျ။ဒဝဲမျိုးကနေတရချောင်းမျိုးကိုရှေတန်းပြန်စစ်ကောင်စီတပ်သားတွေကိုပို့ပြီးပြန်လာတဲ့အင်အား80ပါတဲ့စစ်ကောင်စီလှေနှစ်စီးကို ရဝယ်မြစ်တနေရာမှာတွန်လိုင်းပူပေါင်းတပ်တွေကဇွန်လ10ရက်နေ့လယ်12နာရီခန့်မှာစနိုက်ပါအပါအဝင်လက်နက်ငယ်တွေနဲ့နှစ်ကြိမ်တိုင်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ခြေရန်ပြန်စစ်ကောင်စီတပ်သားတွေကိုတွန်းပို့ရုံးကအင်အား150ပါ။ပြန်လာတဲ့အချိန်မှာလေနစီးနဲ့အင်အား80ပဲပြန်ပါလာတယ်။အင်အား80ကိုစင်ပြူပြင်ဘောကနေပြီးတရချောင်းတပ်ရင်းကိုပို့ခဲ့တာပြန်လာတဲ့အချိန်မှာပြစ်တာပါ။အဲ့ဒီစစ်ကောင်စီတပ်သားတွေကတရချောင်းတပ်ရင်းကခြေရန်ပြန်တွေဖြစ်တယ်လို့ တဝဲလူငယ်လက်ယုံတက်ကတာဝန်ရှိသူတူက ARD Times ကိုပြောပါရယ်အဲ့ဒီတိုက်ခိုက်မှုတွင်အပြန်လန်ပစ်ခတ်မှုမိနစ်20ခန့်ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်သား2ဦးသေဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့ပါရယ်အဲ့ဒီတိုက်ခိုက်မှုကိုတဝဲလူငယ်လက်ယုံတက်နဲ့ KNL တရင်စနစ်တက်ခွဲတိတူကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းပူးပေါင်းတက်တွေဘက်ကအထိခိုက်မရှိစုခွာလာနိုင်ခဲ့တယ်လို့သိရပါတယ် ကဲနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပေါ့နော်အခုဆိုရင်ကျမ်းမတ်စစ်ကောင်စီကဒီတောင်ကြီးမှာရှိတဲ့ site တွေကိုပေါ့နော်ဒီအင်္ဂလိပ်နာမည်တွေအားလုံးကိုမြန်မာစာနဲ့ပြောင်းခိုင်းတာအားလုံးလည်းသိပြီးသားဖြစ်တယ်ပေါ့နော်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးသုံးသပ်တင်ပြပေးထားတဲ့ဒါတော့ကြည့်အောင်နော်ဒီ site အနေနဲ့ကုန်တိုက်တည်းရဲ့ site name site book တွေကိုအင်္ဂလိပ်ဘာသာအစားမြန်မာဘာသာပြောင်းတဲ့ရန်စစ်ကောင်စီအမိပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ချမ်းမြင့်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာစစ်ကောင်စီကဇွန်လ17ရက်နေ့ကစက ဈေးဆိုင်အနေနဲ့ကုန်တိုက်တွေရဲ့ဆိုင်နံပါတ်ဆိုင်းဘုတ်တွေကိုအင်္ဂလိပ်ဘာသာနဲ့ရေးထားရင်မြန်မာဘာသာနဲ့ပြောင်းရေးဖို့အုပ်ချုပ်ရေးမှုတွေကလိုက်လံပြောဆိုနေတယ်လို့စုံစမ်းသိရှိရပါတယ်။တက်ဆိုင်ရာရက်ကွက်အုပ်ချုပ်ရေးမှုတွေက အင်္ဂလိပ်ဘာသာနဲ့ဆိုင်းဘုတ်တွေကိုမြန်မာဘာသာနဲ့သာရေးသားဖို့လိုက်လံပြောဆိုနေပြီးမပြောင်းလဲထားပါကဆိုင်ရှင်ကိုအရေးယူမယ်လို့လည်းချိန်ချောက်ထားကြောင်းစုံစမ်းသိရှိရပါတယ်။ကြားလို့လည်းမကောင်းဘူး။တချို့ဆိုင်တွေတော့နာမည်တွေပြောင်းနေကြပါပြီ။အင်္ဂလိပ်လိုရေးထားတဲ့ဆိုင်တွေကိုဓာတ်ပုံတွေရိုက်နေတယ်။ ပြီးတော့မပြောင်းရင်ဆိုင်ရှင်ကိုအရေးယူမယ်လို့လည်းပြောတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေကဗီဒင်ရရရာကြောင့်အခုလိုမြန်မာနာမည်တွေပြောင်းခိုင်းနေတာဖြစ်နိုင်ပြီးမြို့ပေါ်ကလက်ဖက်ရည်ဆိုင်တွေနဲ့ဖုံးဆိုင်တချို့မှာတော့နာမည်ဆပြောင်းလဲနေကြရတယ်လို့စုံစမ်းသိရှိရပါတယ်7 level star လက်ဖက်ရည်ဆိုင်ဆိုရင်ခွန်71လို့ပြောင်းထားလိုက်ပြီသူတို့ကရရရာခြေတာလားဒါမှမဟုတ် တနေ့ကဘာသုံးစကားကမြမဘာသာစကားပဲဖြစ်ရမယ်ဆိုပြီးပဲလုံနေသလားမသိဘူးပြောရင်ယုံမှာမဟုတ်ဘူးလို့ဖုံးဆိုင်ဝန်ထမ်းတဦးကမြို့တော်ကိုပြောပါတယ်အခုလို့ဆိုင်းဖုတ်တွေကိုမြမဘာသာစကားနဲ့ပြောင်းရေးရမယ်ဆိုတဲ့အမိန့်ကြောင့်ဈေးဆိုင်နေတဲ့လုပ်ငန်းရှင်အတော်များများအကြားစိတ်ရှုပ်เสียဖြစ်နေပြီမြမဘာသာစကားနဲ့ရေးရင်အတိတ်ဘယ်ကအစားတခြားစီဖြစ်နိုင်တာကြောင့်ပြောင်းလဲတတ်ဖို့အခက်အခဲလေးဖြစ်နေကြတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်ကဲကြားရတယ်မို့နော်ကျမစစ်ကောင်စီရတော့နော် ဒီအင်္ဂလိပ်နာမည်ကနေမြန်မာစာပြောင်းခိုင်းတဲ့ဟာတော့ရေရေချီရလားတော့မသိဘူးเนาะအဲ့တော့တချို့တွေလည်းသိတယ်သူရှိရှိရင်လည်းပေါ့เนาะ comment မှာ ebay ebay ခဲ့ပါအောင်เนาะဘာကြောင့်ဒီလိုမျိုးလုပ်ခိုင်းတာလဲဆိုတော့ကဲကျွန်တော်နောက်ဆုံးကြည့်ရမှာတော့ဒီကိုစီနဲ့တော်လိုင်းရေးဒီရဲဘော်တွေပေါ့เนาะစကားပြောပြီးမှသူတို့ဒီ interview ထားတဲ့ဟာလည်းနားထောင်ကြည့်လိုက်အောင်เนาะအဲ့တော့တော်လိုင်းရဲဘော်တွေရဲ့သူတို့ရဲ့အတွေ့အကြုံတွေနားထောင်ကြည့်အောင်ဒီလူကပေါ်တက်ဖွဲ့ရဲဘော်ညီလေးတယောက်နဲ့တွေ့ခဲ့တယ်သူကစေးအောင်ပြန်စင်းလာဘာဖြစ်လို့လဲဆိုတော့ခေါင်းစိုက်ပါထိတယ် ကောင်းစနိုက်ပါထိရတော့မတေတဲ့ညီလေးနဲ့ကျွန်တော်အင်တာဗျူးလုပ်ကြည့်ရှင်တယ်။ဘာကြောင့်မတေတာလဲ။စနိုက်ပါပြစ်တဲ့ခံထိတာတော့မတေဘူးဆိုတော့တတော်ထူးဆန်းတယ်ဟုတ်တယ်မလား။ဒါကြောင့်မလို့ကျွန်တော်လည်းအင်တာဗျူးလုပ်ကြည့်တယ်။ညီလေးမိတ်ဆက်ပြောပါဦးညီလေး။ကျေတော့ပြစ်တယ်မင်းက။ဟုတ်ကဲ့။တော့ရဲ့နံပါတ်ဖုန်းဆက်လို့ပြောပါမယ်။အင်းညီချင်းတွေပေါ့။ကျွန်တော်ကတော့ညီငါပါဆန်းကျွန်တော်ကတော့ရဲဘော်နံပါတ်ကိုပြီးဖြစ်ပါတယ်။ညီတို့ဝင်လာကြပြီလား။ကျွန်တော်ကတော့ကြာပြီ။ ော်ကြီးကကျွန်တော်တနေ့ကြော်တော့ရှိတယ်တနေ့ကြော်တော့ရှိတယ်ဒီတဲ့ကိုဝင်လာတာကိုသဘောဆန်လာကိုဝင်လာလားဘဝင်ကြီးကတိုက်တွန်းလို့လားဒါမှမဟုတ်ဒီကအဲကပ်ဖွဲ့ကစစ်ဆောင်လို့လားကိုဆန်လာကိုကိုဆန်လာကိုဝင်လာအဝင်လာပြီးတော့တိုက်ပွဲပြန်ပေါ်လာကြုံတွေ့ပွဲလေဟိုတနေ့ပဲရပါတယ်ဒီဘောချီလေအဲ့လိုကဆိုင်ပါထိတယ်ဟုတ်အဲဘုံနေပြောတာပြောမှုပြောတာတော့ညီကခြေထဲမှာဒါရဲတယ်လို့ဟုတ်တယ်ဟိုသူအဲ့လိုမျိုးပေါ့နော်တိုက်ပွဲကျွန်တော်တို့တိုက်ပွဲဖြစ်နေအချိန်မှာ तू ကအဲ့လိုလမ်းမှာရွာရှိရဲ့ ယောခွေးရဒီဘက်ကပြင်းနေကျွန်တော်တို့ကဒီဘက်ကတက်လာတယ်အဲ့လိုက်အချိန်မှာကြီးကဒီလိုလိုဖြတ်လိုက်ချင်သူကလမ်းပြောင်းနေတာအဲ့တိုင်းတနက်အမျိုးထိုးချင်ပြစ်ပြီးတက်သူကပြစ်ပြီးတော့တက်ပြီးတော့ကျန်တော့တော့ရမ်းတော့ကျွန်တော်ကခေါ်ထုတ်နေလမ်းပေါ်လမ်းပေါ်ရောက်နေအခုမှပြည့်လို့ဒါတော့ဒါကအော်ဒီလိုလားဒီလိုကောထုတ်နေတဲ့အချိန်လမ်းပေါ်ကြောင့်လို့ရှိရင်ဟိုအောင်လေးကဒဲပြစ်မှာဆိုညီကလမ်းမထွက်ပြီးအချိန်အသိပြတာဟုတ်ကဲ့အဲ့လိုဩအဲ့အဲ့နဲ့အဲ့အချိန်မှာထိတယ်ဆိုင်ကအချိန်မှာမထိသေးဘူးဟိုအိမ်ထဲကဘယ်မှာထိလဲအရောက်အောင် တို့ကအဲ့အဲ့အမှန်တရားကိုဆန်ပါလိုက်။အဘယ်ဘယ်ဦးထိတယ်။ကောင်း။အော်ကောင်း။မနေ့ကချုပ်ကအများကြီးလာ။မနေ့ကနှစ်ခါတော့ကြက်ချုပ်။နှစ်ခါကြက်ချုပ်က။ဟောအခုလက်ရှိကြက်သွားတာအောင်ခံရတော့အရှိရှိသေးတယ်။ဒါဆိုင်ကဘယ်လိုဆိုင်မှာဘယ်လိုထိတယ်။စနေပါကျွန်တော်တို့အထင်တော့သတိကိုအင်းနေမှာကျွန်တော်လည်းကျွန်တော်တို့ကလည်းပဲတေချာဥစားပြီးခွေးရအင်းထဲကနေဆန်းတင်နေတာဆို။အော်အင်းထဲကနေဆန်းပြချလိုက်တယ်။ဟုတ်ကဲ့။တိရ ထိတဲ့ချိန်မှာလည်းတို့ကပြက်တယ်တို့ကအကုန်ကနေရအစင်းင်းယူပြီးတော့ကျွန်တော်တို့အရင်မြင်လိုက်တယ်ပေါ့အော်တို့ကအရင်မြင်ပြီးဖြစ်သွားတယ်ဘယ်ကနေ့အောင်ဓာတ်ပုံထဲမှာတော့အုတ်ထုတ်တွေ့တယ်အုတ်ထုတ်ပေါက်သွားတယ်အုတ်ထုတ်ကိုတရားနေပြီးတော့ပေါက်သွားတယ်ဒီမှာသူကတော့မှန်မှန်လေးလဲပြီးဒါအုတ်ထုတ်မှာတော့တိတိလေးပဲတွေ့တယ်ဒါအုတ်ထုတ်မှာပိုင်းပြီးသွားမှာပေါ့ဘတော်မှာကောင်းပွားမှာပွန်သွားနေတယ်ပေါ့ကဲနောက်ဒါကျွန်တော်တို့လက်ရှိကြီးတာကန်ဘိန်းတွေ အုတ်ထုတ်ကံပိန်းတွေကျွန်တော်တိုင်တက်ဖွဲ့တွေကိုကုညီနေကြတာအုတ်ထုတ်တလုံးအတက်ကဘလောက်ထိတန်ဖိုးရှိလဲဆိုတာအမဒီညီလေးလက်တွေပဲနောက်သူစနိုက်ပါထိတဲ့ဟာခေါင်းကိုထိပွန့်ထော်လာမှာဟာဒီအုတ်ထုတ်ခံလိုက်တဲ့အတွက်သူ့အတက်ကိုဒီချိန်ကြီးရှင်ဝင်ရတယ်နော်ဒီလိုမျိုးကျွန်တော်တွေ့ရကောင်းတယောက်ဆိုတာအခုအားလုံးထိတဲ့အတိုင်းပဲယွာရားတွေကိုယွာတွေကနေခေါ်ထုတ်နေတဲ့အချိန်မှာစစ်တပ်ကအဲ့ယွာရားတွေပြစ်တဲ့အတွက်သူတို့ကယွာရားတွေအရှိန်ကနေကာပြီးတော့အရှိန်ကနေကာပြစ်ပေးတာပြစ်တတ်တဲ့သူတို့ထိတာ အဲ့တော့ဒီဒီတိုက်ပွဲမှာအဲ့ရွာသားတွေကဲပြီးတာနဲ့သူ့ဆဲပေါ်တာပေါ့သူ့သူ့ကျွန်တော်တို့လူတွေပြန်ပြီးတော့ဆွဲတယ်ထိတဲ့ချိန်မှာလဲသွားတယ်လဲသွားတယ်သူဘာမှမသိရောတခါနဲ့ဘာမှမသိဘူးပုံကြော်ပါတယ်တတိလဲသွားတယ်အမှသူ့တခါကျန်တဲ့ရဲဝတ်တွေကဆွဲသွားတယ်ဟိုကောအဲ့အဲ့နောက်ဘာမှရှိရင်ညာဆွဲသွားပြီးတော့အာပတိလေးပါလေးစေးမတ်တွေကိုနှမ်းဖို့ပြီးတော့စေးဒီဘက်ကအရေးပေါ်စေးခုပေးရတော့အဲ့အဲ့လည်းစေးမဆင်းလို့ရတာ အဲ့ဒါစင်းကကျွန်တော်တို့ပြန်ဆောက်တဲ့ခါမှာသူ့ကိုထမ်းလာတယ်လမ်းမှာဟိုခေါင်းလေးပါရဲ့သွားတယ်ထမ်းလမ်းမှားလာလည်းရှိတယ်ပေါ့ပြန်ဆောက်တဲ့ခါမှာအဲ့လိုမျိုးပြည်လေပြုံးသွားတယ်အဲ့တော့အဲ့ဒီဒဏ်ရာရပြီးတော့ဆေးရုံရောက်တဲ့အထိဘယ်နှနာကြာခဲ့ကြမှာကျွန်တော်တို့ဟိုဘက်ကလည်းဒီ85ကိုရောက်ဖို့လောက်မှာပဲဆိုရင်မနေ့မနေ့လာရတယ်တမနေ့လောက်လာရတယ်ဟာအဲ့အဲ့ဒီတောက်ချက်လာတော့အဲ့ဆေးရုံရောက်ပြီးတော့တနေ့ကုန်ပုံပြီးတော့ပြီးတော့ရှိရရှိရ အတဏိကုံခင်းယူရောက်ပြီးမှဒါဆေးရုံဆေးကုတာကိုရောက်တယ်ဟုတ်ဟောဆေးကုမှုပြီးရင်ကြားတာလူမဲ့တွေဝင်နေတယ်ဆိုချမ်းလို့လို့ကျန်လို့မဖြစ်ဖြစ်သွားပြီအဲ့ဖြစ်တဲ့ချမ်းလောလောမြောက်ဒီဘက်ဖြစ်ဒီတစ်ချက်ဒီဘက်ချမ်းလောလောမြောက်အဖြစ်တာဒီဘက်ကဖြစ်တယ်လောလောမြောက်ညာဘက်ကလောလောမြောက်ဘာချမ်းလောမြောက်အာယုံရောဖြစ်သွားတယ်ဒီပြောအော်အဲ့အဲ့လောလောမြောက်ဆိုင်မှာညို့ညို့စိတ်သားတော့ဘာလို့တည်လဲစိတ်ကတော့ဘာလို့ဒီလောလောမြောက် အလူကိုလာများလာခိုင်းတော့ပြီးပြီဒါပေမဲ့လက်တွေချောက်လို့လို့မရဘူးအဲ့ရည်စင်စင်ပြည်ချင်းကတော့ဒီနေ့ဒီချိန်လေးရောက်လာတော့အခုဘူဘလို့ပြန်ဟိုတုတ်တာဆိုင်းတာကြည့်တော့ဟုတ်အောင်ရှိတော့တိတ်ပြီးဘာမဖြစ်တော့နည်းနည်းကောင်းလာဟောမင်းဒနာကိုလည်းတန်ရာကြီးရတယ်ပြီးလို့ရှိရင်အခုလိုမျိုးအသက်အန္တရာယ်ဒါမှပေလို့ပြန်နေခဲ့တာပေါ့နော်အဲ့လိုအခြေအနေကြီးရတော့ညီကဘာဖြစ်လို့တိုက်ရင်ကိုပြန်လာပြီးတော့ဒီလောက်ဆက်လုပ်ရအဲ့စိတ်မကောင်းဘူးလားစိတ်မကောင်းဘူးစိတ်မကောင်းဘူး ပြန်ပြစ်မှာပဲဟုတ်နော်ကောင်းရင်ပြန်ချမှာကောင်းရင်ချမှာပဲနော်ဒါပြစ်ဆန်တာဘယ်လိုမှတိုက်ကုန်မှာမဟုတ်ဘူးဟုတ်ကျွန်တော်ဆန်ဆန်တော့ဒါနဲ့နေညီတို့ဆိုအခုအတက်ဘယ်လောက်ရှိပါလဲဟုတ်19ပဲရှိတယ်19ပဲရှိတယ်19တော့မပြည့်ဘူးဒါဆက်ရှိနေပြည့်တာနဲ့တိုင်ရင်လည်းရောက်လာတယ်ဘောဆက်ရှိနေအခုကြားပြရတာဟိုဘက်ကညီတို့လိုအွယ်လေးတွေလာတယ်ဒီချောင်းတွေဖြတ်ပူးပြီးတော့၃လေးရက်ခီးလမ်းလျှောက်ပြီးတော့တိုင်ရင်လည်းက ဘလို့ခံယူချက်နဲ့နေရာဝင်လို့မလားလူငယ်တယောက်နေလဲသူများဘယ်ညီတို့ EVD ဆိုရင်ဖြောက်သွားမယ်ဆိုင်ကယ်တွေနဲ့ဟောက်တော့ငါပြောမယ်ပါမယ်လဲမယ်ပတ်မယ်ညီတို့ကြတော့စစ်သားဖြစ်နေတဲ့အတွက်လေချင်းလေပတ်ချင်းလေပတ်လို့များဘုလိုလိုတင်တန်းတွေကိုတက်ကြသေးတယ်တို့တင်တန်းတွေဆိုတာကိုလိုချင်တော့တက်နိုင်တော့ဆိုတော့အဲ့လိုမျိုးဟာလို့မလားဘလို့ခံယူချက်နဲ့ညို့ပေါင်းလို့လုပ်တာအခုတော့ဒီလိုအပြေအဝနေရဲတော့ရဲဆိုတာတဲ့လို့တော့လို့မရဘူးဟိုဒီလိုမက်

ော်ဒါရွာတော့ဟောင်းမပြောင်းနိုင်ဘူးပေါ့မပြောင်းတော့အင်းရတဲ့အဆက်သွယ်မလို့ဒီဟဲ့ကိုမှန်းထားတယ်ကျွန်တော်တို့ပြန်ခေါ်တယ်အင်းရကျွန်တော်အမေအဖေကပြန်ခေါ်တယ်ပေါ့ကျွန်တော်ကပြောတယ်ကျွန်တော်မပြောင်းဘူးကျွန်တော်ရွေးချယ်ပြီးသားလဲကျွန်တော်ဆုံးအောင်ဆောင်းလိုက်တယ်အဲဆိုရင်ငါတို့အဆက်သွယ်မလို့အော်ဒါကလည်းဟိုဆွေကမျိုးကအဲ့လိုထည့်လိုက်တော့ဘုန်းတဲ့အမျိုးသမီးရဲမေတယောက်တွေ့တယ်သူ့အိမ်ကသူ့မိဘပြအမွေပြဆုံးလုပ်လိုက်ရင်ကြောက်တယ်သူတို့မျိုးတကယ်ချင်းတွေတတ်ထဲမှာရှိတယ်မိဘတွေကရှိတယ် ဟောအများကြီးရှိတယ်။ဒါအဲ့ဒီလူတွေစိတ်သက်ကြနေတာရှိလား။ဒါမှမဟုတ်ကိုယ်တိုက်ပွဲနဲ့ပျော်ပါနေကြတာ။အခါလေရောကျမ်းမာရေးမကောင်းတဲ့အချိန်ပါရဆိုရင်တော့ကို့အမေအိမ်တွေးမိတာပေါ့။ကို့အဖေတွေမိဘတတိယ။ဟောပုံမှန်ဆိုရင်တော့အားလုံးအခုအကိုတို့တွေ့တာတော့ညီတို့ရဲဘော်တွေပျော်ပါပျော်ပါပါပဲတောင်းဝင်ထမ်းဆောင်နေကြတာတွေ့တာပဲအဲ့လိုမျိုးဟိုမလုပ်ချင်မဲနဲ့လုပ်နေရတဲ့လူတို့တို့အဲ့လိုမျိုးတော့ရှိဘူးကိုကျွန်တော်ဘောလုံးကရောက်လာရင်ခင်ဗျားဘယ်ဝဲဘူးဘွားရမယ်ဆိုစိတ်ပါလက်ပါ လိုက်ကြတယ်လုံးကြတယ်အထက်ထက်ရောက်တဲ့ရေအောင်နဲ့လုံးကြတယ်ဟိုကျွန်တော်ရေဘော်တွေကဘယ်လိုလဲဆိုတော့တိုင်ပွဲဖြစ်လို့ရှိရင်တော့မခေါ်ရင်မလိုက်ရရင်တို့စိတ်ဆိုးစိတ်ကောက်ဖြစ်ရအဲ့လိုလိုက်ရှင်ကြတယ်ဟာအဲ့ဒါလည်းရှင်ရှင်တန်းကိုမလိုက်ကရင်စိတ်ကောက်ကြတယ်ဟုတ်လားလာမမနေကြဘူးအဲ့လိုအော်ကြောင်းနေဖြစ်တာဟုတ်တော့စစ်တပ်မှကြားလာတော့ရှင်တန်းကိုလုံးဝမထွက်ချင်ဘူးကြာနောက်တန်းမှနေကြတယ်ညီတို့ ဒီလူကဝေတက်ဖို့လေကြတော့ရှင်းထားမှာကျင်တယ်ရှင်းထားမှာကျင်တယ်နောက်မှထားဖို့လည်းလို့ရှိရင်အဲ့ဒါစိတ်ဆိုးစိတ်ကောင်းသူဖြစ်တယ်အဲ့ဒါလည်းရှိတယ်အဲဆိုရင်တော်လိုင်းရဲ့အမည်လို့ဆိုအစတည်းအစဝင်လာဆိုတို့အာနာပိင်္ဂါသာအချိန်ကနေအခုရောက်ရှိနေတဲ့အချိန်ထိဘလို့ခံစားရလဲတို့ရဲ့တော်လိုင်းရဲ့ဘလောက်ထိအောင်မြင်လာလဲအောင်မြင်လာလားဒါမှမဟုတ်ရင်တစ်ခါက အဲဘောမလေးပြောသလိုမင်းတို့ဘာမှဖြစ်မလာဘူးကွာမင်းတို့တော်လိုင်းဘာမှဖြစ်မလာဘူးကွာဆိုတဲ့အပေါ်မှာဘလို့တုံ့တက်တယ်ဘလို့ပြောချင်တယ်ကျွန်တော်တို့တော်လိုင်းအစားတော်ဆိုရင်ပြကျွန်တော်တို့မှာကျွန်တော်တို့ဒီပြည်သူကဝိုင်းတမ်းတော်တွေကျွန်တော်တို့ PDF တွေမှာလက်လုံးတွေဖွင့်ပိုင်းနေတဲ့တရောင်းပြစ်တရောင်းတို့ရဲ့နော်အဲ့ဒီမှာတို့တို့မောင်းမြန်ပြီးရှိသေးဘူးရှိသေးဘူးကိုမျိုးစားကားချင်တယ်ဟိုဘလို့ပြောမလဲအပေါ်လေးတစ်ခုမှမောင်းမြန်တလန်ခံလာဆိုရင်ဒါရွှေဖြစ်နေတယ်ဟုတ်တယ်အဲ့လိုမျိုးဘုံတော့လက်လုံးတွေနဲ့လောက်လာတယ် အဲဟိုယူနီဖောင်းတွေပါတယ်ဆိုတာဘဝနေမှမရှိဘူးကျွန်တော်တို့မှာကျုံသလိုပဲဝစာဒီជីကာပြားတွေအကွင်းမင်းတွေជីကာအုပ်လို့လေဆိုတာမရှိဘူးကျုံသလိုပဲကျွန်တော်တို့တိုက်ခိုက်ရရတယ်အဲ့လိုမျိုးနဲ့ရောက်လာတာဘူးချင်ဆိုရင်ကျွန်တော်တို့ဟိုဘယ်လိုပြောရလဲကျွန်တော်တို့အနေထားတစ်ခုရောက်လာပြီးတော့ကျွန်တော်တို့မှာသနဆိုတဲ့မောင်းပြန်သမျာဟိုဘယ်လိုပြောရလဲပြည်သူရဲ့ထောက်ပံ့မှုနဲ့ပေါ့မောင်းပြန်နေဟိုရဲဘော်တွေជីကာအုပ်လို့တွေជីကာဘတ်တွေစင်ပေးနိုင်တဲ့ယူနီဖောင်းတွေပါနေတဲ့တိုင်းတပ်ပွဲနဲ့စုစည်းမှုကြည်လည်လည်နဲ့ကျွန်တော်တို့လုံလိုက်နောက်ပြီးတော့ တော့တိုက်ပွဲတွေလည်းပဲအရင်နဲ့မတူဘူးအရင်တော့ကကျွန်တော်တို့ကပြပြေးချောင်းပြေးဟောဥပမာတဲ့ပတဲ့အဝင်းလုံးနဲ့ပတဲ့ပြတဲ့သူတို့ကကျွန်တော်တို့ပတဲ့ပြတဲ့အားမှာကျွန်တော်ကတော့ဒီပြောမယ်ဘောင်းပြတိုင်းနဲ့ဒီဆော်လိုလုံးရှိပါတယ်လို့ထောက်လည်းပြောင်းပါပဲအဲ့ဒါနဲ့ပြောခွေးရတော့အင်အားအင်အားသူတို့အောက်ကပတဲ့ပြလို့ရှိရင်တော့သူတို့စိုင်းတိုင်းသူတို့တိုက်ပွဲပြတိုင်းလေးရင်ခေါ်တယ်အဲဒီဘက်မှာတကယ်ရဲမှဆိုကြီးရည်ကုန်ရှိရည် ရေထဲကသင်္ဘောကနှမ်းပြူတယ်အဲ့လိုမျိုးလေးဟောသူတို့ဒီကြီးတဲ့ကြီးတဲ့ချင်းဘယ်လည်းမဆိုင်ရဘူးပေါ့ဆိုင်ရကြီးရည်တွေအကုန်ပေါင်းပြီးတော့ခြားတယ်သူတို့အဲ့ဆိုရင်လက်ရှိမင်းအောင်နိုင်အာနာတိန်ဟန်စစ်တပ်ကိုညီတို့ပြည်သူ့ကော်မတီတပ်ဖွဲ့အနေနဲ့လေရင်မပါဘူးကွာလေရင်မပါဘဲနဲ့သူ့လိုကိုလိုယောက်ျားရဲ့ကြားချင်းရင်မောင်နိုင်ပြီးပြင်မယ်ဆိုရင်ညီတို့အနေနဲ့သူတို့အနေနဲ့ဘယ်သူဘက်ကတားကျွန်တော်ဘက်ကတော့ကျွန်တော်ဘက်ကဘာသာလဲစိတ်ဓာတ်တစ်ခုလဲတာကျွန်တော်ဘက်မှာဟိုစိတ်ဓာတ်နဲ့ကျွန်တော်ကြားနိုင်မှုရှိရယ်စိတ်ဓာတ်ကြားနိုင်မှုရှိရယ်ဗျာ ဟိုဒီအလောက်ကငါတို့တွေလုံးမရမယ်ဒီငါတို့တိုင်းရလို့ဆိုတော့စိတ်ကြမ်းမျိုးတွေမွေးထားတဲ့အတွက်သူတို့မှာမလို့ရှင်မဲ့နဲ့လုံနေရတဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ဆိုတော့သူတို့တကြတဲ့မပြစ်နိုင်ဘူးဟုတ်ကဲဒါတော့เนาะကိုစီနဲ့တော်လိုင်းရဲဘော်တွေရဲ့ဒီ interview လေးဖြစ်ပါတယ်เนาะအဲ့တော့တော်လိုင်းရဲဘော်တွေရဲ့အခြေအနေတွေအားလုံးလည်းမြင်တွေ့ခဲ့ရပြီးတိုင်းဖြစ်ပါတယ် တော့ဘာဖြစ်ပြောကျွန်တော်တို့ရှေ့တန်းမှာပေါ့နော်ဒီလိုမျိုးတော်လိုင်းရေးပေါ်တွေကအသက်ဆုံးတိုက်ခိုက်ပြီးတော့ပေါ့နော်တက်ပေးနေတဲ့အတွက်ကျွန်တော်တို့တော်လိုင်းကြီးအခုချိန်ကြီးဒီလိုခီးရောက်တာဖြစ်ပါတယ်နော်အဲတော့ပြည်သူတွေကလည်းအခုချိန်မှာဆိုရင်တော်လိုင်းကြီးအတွက်ဆက်လက်ပြုဝန်းပါဝင်ပြီးတော့ပေါ့နော်တော်လိုင်းပြည်တွေအထိအားလုံးဒီညီညူညီညွတ်စွာဖြစ်ပါတော့ကျွန်းကိုင်းမီကိုင်းကျွန်းမီအတူပေါင်းကြပါစို့လို့ပြောဆိုရင်လည်းကျွန်တော်ပြည်သူတွေဆုံးသက်လိုက်ပါရနော်ဟုတ်ကဲ့စာဆိုကြည့်ပြီးကြားပြီးမြတ်ပြည်သူရောက်စတဲ့အတူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖတ်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘေးနဲ့ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ